ော်လိဝတ်သားနယ်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှမေလ28ရက်နေ့ဒီကနေ့မြန်မာစံတော်ချိန်ညနေ6နာရီအချိန်မှာအထူးမိုးလေဝသသတင်းကို ထုတ်ပြန်ပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ4နာရီခွဲချိန်တိုင်းထွာချက်များအရာဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကန်လော်မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရွံ့ဝန်အရှိန်ကြောင့်၎င်းမုတ်တုံလေအာကောင်းရမှာအာလွန်ကောင်းနေခြင်းကြောင့်၎င်းအပူပြန်တက်တိမ်များဖြစ်ထွန်းမှုအာကောင်းခြင်းကြောင့်၎င်းဒီကနေ့ညနေမှာဇွန်လ2ရက်နေ့အတွင်းနေပြည်တော် ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိမ့်စိမ့်မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ မြမကန်ယူရန်တရှောင်းနှင့်ကန်လွန်ပင်လေပြင်းတို့မှာမကြာခဏမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးရာမှာလှိုင်းလွန်ကြီးပါမယ်။မိုးသက်လေပြင်းကြာခြင်းရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြမမြမကန်ယူရန်တရှောင်းနှင့်ကန်လွန်ပင်လေပြင်းတို့မှာ10ပေမှ14ပေကန်ရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍မိုးသီးထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စည်းလက်ခြင်းမိုးသီးကြွေခြင်းလျှက်ရပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစားရတဲ့သဘာဝဘေးအန္တရာယ်များ စ်ပေါ်နိုင်မှသဖြင့်ကုန်းမြင့်ဒေသအနီးမှနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအနေရင်မြင်းငယ်ချောင်းငယ်များအနီးမှနေထိုင်ကြသူများအနေနဲ့ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှရန်နဲ့ပြည်တွင်းရေချောင်းသွားလာရင်လေချောင်းပြန်တန်းရေးနဲ့မြမကန်းယူရန်တလျှောက်နဲ့ကန်းလွန်ပင်လေပြင်တို့ရှိကန်းနီကန်းဝေးငါးဖန်းရေရင်များတင်မောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်မှရန်အတိပေးနှိုးဆော်ထားပါသည် မော်လီဝက်သားနေဇလာဗီရာညွှန်ကြားမှုဦးစီးဌာနမှမေလ28ရက်နေ့ဒီကနေ့မြန်မာစံတော်ချိန်ညနေ6နာရီအချိန်မှာလေဖျားနဲ့ရဝန်အခြေအနေကိုထုတ်ပြန်ပါတယ်ဒီကနေ့မြန်မာစံတော်ချိန်ညနေ4နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့လေဖျားနဲ့ရဝန်ဟာဆက်လက်တည်ရှိနေပါတယ်အဆိုပါလေဖျားနဲ့ရဝန်ဟာမြောက်ဘက်သို့ဖြင်းချင်းစွာရွေ့ရှားနိုင်ပြီးပုံမအားကောင်းလာနိုင်တယ်လို့ခန့်မှန်းထားကြောင်းသိရှိရပါတယ်ရှင်